တဘာဝဘေးရန်နေကြုံနေတဲ့ပြည်သူတွေကိုပြစ်မှတ်ထားလေကြောင်းတက်ခဲမှုတွေကြောင့်အေဘီလာတလအတွင်းတေဆုံးရတဲ့အမျိုးသမီး90ကျော်မှာ16နှစ်အောင်မိန်းကလေးတွေလည်းပါဝင်တယ်လို့မြမအမျိုးသမီးတမကဘာမစ်ဝူမန်ယူနီယံကထုတ်ပြန်ပါတယ်စစ်အုပ်စုရဲ့လူသားမျိုးနွယ်များပေါ်အမျိုးမျိုးသော ရာဇဝတ်မှုတွေလူခွင့်ရေးချိုးဖောက်မှုတွေကိုကျွလွန်မြဲဖြစ်ပြီးပြီးခဲ့တဲ့အေဘီလာအတွင်းအမျိုးသမီး92ဦးအသက်ဆုံးရှုံးခဲ့တယ်လို့ မြမမျိုးသမီးတမကတွဘတ်ထွေထွေတွင်မှုတဲ့မဝဝီလိုင်းက MP ကိုပြောပါတယ်။နောက်ပြီးတော့အဲ့ဒီလိုအသက်သေဆုံးရတဲ့အထဲမှာလေချောင်းတိုက်ခိုက်မှုကြောင့်အမျိုးသမီး59ဦးလက်နက်ကြီးကြောင့်9ဦးနောက်ပြီးတော့အကြမ်းဖက်စစ်အုပ်စုကနေပြီးတော့တပ်ဖြတ်ခံရတဲ့သူက9ဦးဖြစ်ပြီးတော့အဲ့ဒီအသက်သေဆုံးတဲ့သူတွေထဲမှာအသက်18နှစ်အောက် ကလေးမိန်းကလေးငယ်73ဦးပါဝင်နေတာကိုလည်းကျမတို့အချက်လက်ောက်ယူရရှိပါတယ်ရှင်။ဒါအပြင်တဘာဝဘေးရနေကြုံတွေ့ခဲ့ရတဲ့ပြည်သူတွေကိုပြစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုကိုအရင်လားတွေကထက်ပုံမှန်အုံပြုလုပ်ခဲ့တာကိုလည်းလေးလာတွေ့ရှိရတယ်လို့မြမမျိုးသမီးတမကဘာမီဝူမန်ယူနီယံရဲ့အမျိုးသမီးမှတ်တမ်းနဲ့သူတည်နာလုပ်ငန်းစဉ်ချက်လက်တွေမှာဖော်ပြထားပါတယ်။ပဋိပက္ခကာလအတွင်းမြမအမျိုးသမီးတွေရဲ့ ရေရင်မှုနဲ့ရှင်သန်မှုတွေဟာတရားမျှတမှုနဲ့ဒဏ်ညွညီများမှုအတွက်ထင်ရတဲ့အတန်တခုအဖြစ်ခိုင်မာစွာရည်တည်နေတယ်လို့မြမအမျိုးသမီးတမကတွေ့ပတ်ထွေထွေသွင်းရေးမှုတဲ့မဝွေလိုင်းကအခုလိုဆက်ပြောပါရစေ။ 2021ခုနှစ်နောက်ပိုင်းအကြံဖက်စစ်အုပ်စုကအာဏာသိမ်းရန်ကြိုးပမ်းတဲ့ဖြစ်စဉ်နောက်ပိုင်းမှာအမျိုးသမီးတည်ဆုံမှုတွေဟာတလနဲ့တလနေ့စဉ်မြင့်တက်နေရဖြစ်တဲ့အခု2025ခုနှစ်ဧပြီလအတော်အတွင်းမှာဆိုလို့ရှိရင်အမျိုးသမီးတည်ဆုံမှုဟာစုစုပေါင်း80အူအသက်ဆုံးဆုံးခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီလိုအသက်ဆုံးရှုံးရတဲ့အထက်မှာစကိုင်းတိုင်းဒေသကြီးက အများဆုံးဖြစ်ပြီးတော့ဒုတိယအများဆုံးကတော့မန္တလေးတိုင်းဒေသကြီးအဖြစ်ပါတယ်။2021ခုနှစ်အာဏာသိမ်းချိန်ကနေ2025ခုနှစ်အပိလ30ရက်ထိစုစုပေါင်းတည်ဆုံခဲ့တဲ့အမျိုးသမီး1549ဦးနဲ့ကလေး982ဦးရှိပြီးဖမ်းဆီးခံရပြီးနောက်အသက်ခံရတဲ့အမျိုးသမီးစုစုပေါင်း2000ကျော်ရှိတယ်လို့နိုင်ငံရေးကျင်းသားများကူညီဆောက်ရှောက်ရေးအသင်း ABB ကထုတ်ပြန်ထားပါတယ်။2021အာဏာသိမ်းချိန်ကနေ 2025ခုနှစ်ဧပြီလ30ရက်နေ့စုစုပေါင်းဖမ်းခံထားတဲ့မြို့သမီး4244ယောက်နဲ့ကလေး234ဦးပါဝင်2189ဦးအားထိန်းသိမ်းချုပ်နှောင်ခံရဆဲဖြစ်တယ်လို့နိုင်ငံရေးကျင်းသားများကူညီဆောင်ရှောက်ရေးတင် AB ကထုတ်ပြန်ချက်မှာထည့်သွင်းဖော်ပြထားပါတယ်။